မီလာ24ရက်ကထိုင်းနိုင်ငံတောင်ပိုင်းမှာရဲရဟတ်ရင်တစ်စင်းပြတ်ကျပြီးမိလောင်ကျွမ်းငယ်လို့လူသုံးသေဆုံးခဲ့တယ်လို့တာဝန်ရှိသူတွေကပြောပါတယ်။ကန်ရှနာဘူရီလေကြောင်းရဲတပ်ဖွဲ့ပိုင်း Bell 212ရဟတ်ရင်ဟာခရီးခံဖီနဲ့ပရာချွတ်မျိုးရှိရွာတရွာနီးပြတ်ကျခဲ့တာပါ။ရဟတ်ရင်ပေါ်ပါပိုင်းလော်နှုံနဲ့ဆက်ပြင်တူတို့သေဆုံးခဲ့တယ်လို့တော်ဝင်ထိုင်းရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ မိသက်သမားတွေကမိငိမ့်တက်ခဲ့ပြီးဖြစ်ပေမဲ့ယဟန်ရင်ပြတ်ကြတဲ့အကြောင်းရင်းကိုမသိရသေးဘူးလို့ကဲဆိုင်သမားတွေကပြောပါတယ်။တေဆုံးသူတွေအတွက်စိတ်မကောင်းဖြစ်ရတယ်လို့ရဲတပ်ဖွဲ့ကထုတ်ပြန်ချက်တွင်ပြောကြားခဲ့ပါတယ်။ဖြစ်စဉ်ကိုချက်ချင်းစုံစမ်းစစ်ဆေးဖို့နဲ့တေဆုံးသူတွေရဲ့မိသားစုတွေကိုရောကြေးပေးဖို့ရဲတပ်ဖွဲ့အကြီးအကဲကီထရက်ပန်ဖတ်ကညွှန်ကြားခဲ့ပါတယ်။တေဆုံးသူတို့မှာရဟယင်မှုတွေဖြစ်တဲ့ရဲမှုတအူးဒူရဲမှုတအူးနဲ့ဆက်ပြင်ဖြစ်သူရဲအုပ်တူတို့ဖြစ်ပါတယ်။ အခုပြင်ဆင်ဟာဒီနှစ်အတွင်းခရီးခန့်ဖြီးနယ်မှာလူသေးပြောင်းရှိတဲ့ဒုတိယမြောက်ရဲရဟယံတစဉ်ပြတ်ကျမှုဖြစ်ပါတယ်။ဧပြီလ25ရက်ကအသေးစားလေရင်တစဉ်ဝါဟင်းလေစိတ်အနီးပင်လယ်ပြင်အတွင်းပြတ်ကျခဲ့လို့လေရင်ပေါ်ပါသူရဲရရှိ6ဦးစလုံးသေဆုံးခဲ့ရပါတယ်။နိုင်ငံရေးဝန်ကြီးဌာနကအမြဲတမ်းအတွင်းဝင်ဦးအောင်ကျော်မှဦးဆောင်တဲ့မြန်မာကိုယ်စားလှယ်ဖွဲ့ဟာ56ကြိမ်မြောက်အာဆီယံထိပ်သီးဆွေးနွေးပွဲနဲ့ဆက်ဆက်အစည်းအဝေးတွေကိုတက်ရောက်ဖို့ မနေ့ကမလေးရှားနိုင်ငံကွာလာလမ်ပူမြို့တော်ကိုရောက်ရှိလာခဲ့ပြီးဖြစ်ပါတယ်။မြန်မာစစ်ကောင်စီကိုယ်စားလှယ်ဖွဲ့ဟာအာဆီယံကြီးရန်အရာရှိကြီးတွေအစည်းအဝေး SOM နဲ့မြန်မာနိုင်ငံဆိုင်ရာဘုံသဘောတူညီချက်၅ရက်ဖော်ဆောင်ရေးဆိုင်ရာအလို့သဘောဆွေးနွေးပွဲကိုတက်ရောက်မှာပါ။မြန်မာနိုင်ငံဆိုင်ရာဘုံသဘောတူညီချက်၅ရက်ဖော်ဆောင်ရေးဆိုင်ရာအလို့သဘောဆွေးနွေးပွဲမှာအာဆီယံဖွဲ့ရဲ့အာဏာသိမ်းမှုနောက်ပိုင်းမြန်မာနိုင်ငံရဲ့နိုင်ငံရေးနဲ့လူသားချင်းစာနာမှုအကျက်တဲဖြည့်ရှင်းမှုကျိုးပန်းမှုတွေကိုအဓိကဆွေးနွေးခဲ့တယ်လို့သိရပါဗျ။ အဖွဲ့ဝင်နိုင်ငံတွေဟာတက်တမန်ရေးဖြေရှားမှုအာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်နဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကဖဲထုတ်ခံထားရတဲ့မြန်မာနိုင်ငံကသက်ဆိုင်ရာဖွဲ့စည်းတွေနဲ့ထိတွေ့ဆက်ဆံမှုအပောင်းဝင်ဘေးသင့်အတိုင်းဝိုင်းတွေစီလူသားချင်းစာနာမှုအကူအညီတွေရောက်ရှိရေးကိုဆွေးနွေးခဲ့တယ်လို့သိရပါတယ်2021ခုနှစ်အာနာသိမ့်မှုနောက်ပိုင်းအာဆီယံအဖွဲ့ချမှတ်ခဲ့တဲ့ဘုံသဘောတူညီချက်၅ရပ်ကိုစစ်ကောင်စီကဖော်ဆောင်ဖို့ပြက်ကွက်ခဲ့တာကြောင့် မြန်မာဘူချုပ်ကြီးတွေကိုအာဆီယံထိပ်သီးဆွေးနွေးပွဲတွေတက်ရောက်ခွင့်ပိတ်ပင်ထားပါတယ်46ကြိမ်မြောက်အာဆီယံထိပ်သီးဆွေးနွေးပွဲကိုမလေးရှားနိုင်ငံကပြင်ဆင်မှအကြိမ်ဖြစ်လက်ခံကျင်းပနေပါတယ်။မလေးရှားနိုင်ငံဟာ1989 1990 2005နဲ့2015ခုနှစ်မှာအာဆီယံအဖွဲ့အလှည့်ကျဥက္ကဋ္ဌတာဝန်ယူခဲ့ပူးပါတယ်။အာဆီယံထိပ်သီးဆွေးနွေးပွဲတွေနဲ့ဆက်ဆက်အစည်းအဝေးတွေမှာ ဒေတာရင်းကမ္ဘာရေးရာတွေကိုဖြည့်ရှင်းဖို့ဆွေးနွေးကြပြီးမြန်မာပြည်ပခန့်ဟာအဖွဲ့ဝင်နိုင်ငံတွေကြားအဓိကဆွေးနွေးစရာကိစ္စတစ်ခုဖြစ်ပါတယ်။